မင်္ဂလာပါကျွန်တော်နာမည်ဆွဲတော်ပါဒီနေ့ကျွန်တော်အားလုံးကိုကြပြလေးတစ်ပုဒ်ဖတ်ပြပေးချင်ပါတယ်ကြပြလေးကတော့ဆီယမမတ်နေတာရဲ့အမျိုးသားစာပေဆိုရာစာအုပ်တော်ဖြစ်တဲ့အင်းဝါတို့ရင်ခုန်ခြင်းကြပြရှိစာအုပ်ထဲကကြပြတစ်ပုဒ်ပါကြပြလေးရဲ့နာမည်ကတော့မြမပြည်ရဲ့လွတ်လပ်ရေးတဲ့မြမပြည်ရဲ့လွတ်လပ်ရေးလွတ်လပ်ပြည်တဲ့လွတ်လပ်ပြည်ဒုပြည်ကြီးလွတ်လပ်ပြည်ပြည်သူတို့ရဲ့ပြိုပွဲကြကြမနှွေးခဲ့ရဧည့်ဒီကာလပမာပြောရရင် အမိုးကာမဲ့သရက်လိုမိုးညိုလာရင်ကြောင့်နေပူလဲကြောင့်လေတိုက်ကြောင့်နဲ့အကြောက်တရားတို့ကြီးဆိုခူကိုရမယ်အချိန်ညညာဆိုကိုအိမ်ကိုမဲ့ရဲ့နီးဆက်ရာတဲကြုံအောင်ကြပုံးကာရွှေအိမ်အတန်တွေတိတ်မီးတွေမိတ်အသေးတထိတ်ထိတ်သွေးတိတ်တိတ်တို့ခေဆိုးကြီးအိမ်ပေတရာမှာရှောက်ရင်တချင်းဆိုသွားတဲ့ကြာရရင်အတန်ကောင်းခြင်းကောင်းမကောင်းခြင်းနီးကြောက်စိတ်ပြေပါရဲ့ မြင်းခွာတန်းတွေမကြားရမှစိတ်အေးလေးနာရီထိုးမှအိပ်ပျော်ရှစ်နာရီကြော်ရင်ဖေးပြေးကလေးတွေကြောင်းနေစေ လေပြင်းကြီးချားဝေးတော့တနက်တန်များကြာရရင်ခေါင်းနှပန်းကြီးနှလုံးကြီးဆောင်ခွန်မကြုံကျင်လဲကြုံခဲ့ရတယ်နေသားရွာသားချင်းတန်ရန်သူကအချင်းချင်းပြည်တွင်စေကိုကိုလေးက7နှစ်73ကိုအေးက9နှစ်70နှစ်တင်းနေညွန့်က2နှစ်သမီး မိသားစုတစ်ပေါင်းနဲ့ပြောင်းအိမ်လို့မရအမေကကလေးကိုချီကိုအေးကိုဆွဲမတ်တီလာတဲ့ရွှေအိမ်တဲ့ညတခုခုတဖြောင်းဖြောင်းနဲ့လာတဲ့ဤခွာတန်နေကြရင်တော့တဲတဲကထွက်ခြုံကြတို့နှကောင်းမလို့ငွေစိုးမတွေ့ပင်မဲတမယာခြုံတွေချာဤပါထွေများဆိုအတန်ကိုမထွက်ရင်လှုပ်လဲမလှုပ်နိုင်တမယာဒီပုတ်ပေါ်ထိုင်ပြီးတော့ပျော့ပျော့စီစီနဲ့နန်းကလည်းနန်းပြန်ထွက်လို့မရ ိုးကပိုက်ထိုးကလေးငယ်ရဲ့ဒုက္ခဆိုးဟာနှစ်ပေါင်းများစွာထိမိမရတပွားပွားပြောပြမြင်အသေးထီဆူဆူခဲ့ရတဲ့ခေရဆူနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်